thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တပင်းရင်းစာတင်ကြောင်းလေးချောင်းတိုက်ခိုက်မှုနဲ့ဆေးရသွေးမှုများအကျွမ်းမင်းအောင်လိုင်ပါဝင်စစ်ကောင်ဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့သတင်းမှဖုံးကွယ်နေစစ်လော်ဘီတွေကိုအေးအေးယူမယ်လို့ NUG ကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရင်းစာတင်ကြောင်းလေးချောင်းတိုက်ခိုက်မှုနဲ့ဆေးရသွေးမှုများအကျွမ်းစစ်ကောင်ဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူများနဲ့သတင်းမှဖုံးကွယ်နေလော်ဘီတွေကိုအေးအေးယူမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြီးညာပါတယ်။အကြံ ဖက်စေုပ်စုကျူးလွန်ခဲ့ကျူးလွန်လျက်ရှိတဲ့ဆရာဆွေးမှုများမှာအဓိကတာဝန်ရှိသူကောင်းဆောင်များအမိန်ပေးစေခိုင်းသူအရာရှိများလက်တွေ့လုပ်ကိုင်ဆောင်ရွက်သူလေးရင်မှုများအကြံဖတ်တပ်ဖွဲ့ဝင်များပတ်ပိုးကူညီသူအားပေးအားမြောက်ပြုသူနဲ့တရင်မှန်ကိုဖုံးကွယ်လင်းညာနေတဲ့စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့ညီအပြစ်ပေးအရေးယူနိုင်ဖို့အတွက်နိုင်ငံတကာတရားရုံးများနိုင်ငံလိုက်တရားရုံးများသာမကပြည်တွင်းတရားဥပဒေနဲ့ပါတရားမျှတမှုဖော်ဆောင်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်တော်မှာဖြစ်ကြောင်း NUG ကကြေညာပါတယ် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာတိုင်းဝိုင်းနေနဲ့လေအကြမ်းဖက်စစ်တရင်အခုလိုဆင်ရဆွေးမှုများကျူးလွန်နေပြီးလိညာဝါရဖြန့်နေမှုတွေကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုတွေကိုရှက်တန့်စေဖို့လက်တွေ့ကြတဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေပြုလုပ်ဖို့ NUG ကတိုက်တွန်းပါတယ်။မင်းရောက်လိုင်းဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုရဲ့အမိန့်ပေးညွှန်ကြားချက်တွေနဲ့အကြမ်းဖက်လီဒါကမေလ12ရက်နေ့မနက်ပိုင်းစကိုင်းတိုင်းတပန်ရင်မြို့နယ်အိုးတိန်တွင်ကြေးရွာရှိစာသင်ကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ2ဦးတို့နေရာမှာပဲတီးဆုံခဲ့ရပြီးတရားဥပဒေ ော်ကလည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ကြောင်းဦးဒိန်တွင်ကျင်းရွာစတင်ကြောင်းကအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်ဖွဲ့ရင်စီမံကုတ်ကဲမှုအောက်မှာဖွင့်ထားတဲ့အထက်တန်းကြောင်းတစ်ကြောင်းဖြစ်ကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့စတင်ကြောင်းတွေကစစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင်းပုံမှန်ကြောင်းဖွင့်ခြင်းကြောင်းတက်ခြင်းအချိန်ကြာတိုင်းသိရကြရခြင်းမျိုးမဟုတ်ပင် အခြေအနေပေါ်မူတည်ပြီးဖွင့်လှစ်တင်ကြားနေရခြင်းဖြစ်ပြီးအခုလေကြောင်းတိုက်ခိုက်ခံရခြင်းကလည်းစစ်ဆောင်ရင်အတန်းနောက်ကျနေရင်ကျောင်းသူကျောင်းသားများအတွက်ဖြည့်ဆွတ်အတန်းများဖွင့်လှစ်ပြီးစတင်ကြားနေခြင်းဖြစ်ကြောင်း NUG ကထုတ်ပြန်ပါတယ်။အလားတူမေလ13ရက်မှာကျန်းဖက်စတက်ကရခိုင်ပြည်နယ်ရသိတောင်မြို့နယ်ထွန်းရဝင်းကျေးရွာဟောင်းကိုလေကြောင်းမှပုံချိန်ချရာကလေးငယ်များမိခင်များပါဝင်ပြည်သူစနေဦးတည်ဆုံပြီး23ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့အတူမေလ12ရက်နေ့နဲ့မေလ13ရက်နေ့မှာစကိုင်းတိုင်းမြင်းမှုမြို့ရှမ်းပြည်နယ်မန်တုံမြို့မိုင်းငုံမြို့နယ်နောင်ချုံမြို့မန္တလေး ိုင်းမိုးကုံမြို့စကိုင်းတိုင်းဝက်လက်မြို့နဲ့ရွှေဘုံမြို့မှကျေးရွာနဲ့ရွာပကိုးတိုင်းရွှေချင်းမြို့တို့မှာလည်းလေကြားမှပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးအရက်သားပြည်သူများတည်ဆုံခဲ့ကြကြောင်းသိရပါတယ်။2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့ထိအကြံဖက်စေအုပ်စုကရန်ကုန်နဲ့နေပြည်တော်ကလွယ်ပြီးကြံတိုင်းနဲ့ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များအတွင်ပြည်သူ343တည်ဆုံခဲ့ကြကြောင်းသိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း 340ဆေးရုံစည်းကမ်း96ခုနဲ့ဘာသာရေးဆောင်အုပ်435ခုပြည့်စည်ဆုံးရှုံးခဲ့ရကြောင်းစံဖက်စစ်တပ်ကအပြစ်ခတ်ရစိန်ကြီးညာချက်ကိုဟန်ပြန်ထုတ်ပြန်ထားတော့လဲလက်တွေ့မှာတော့မိချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုနေ့စဉ်ရဆက်ဆိုသလိုကျူးလွန်လျက်ရှိကြောင်းသိရပါတယ် ဒါပေမဲ့စစ်ကောင်စီကဒီလိုဆင်ရဆမှုတွေကိုမကျူးလွန်ရအောင်အကြံဖက်စစ်တပ်ချုပ်ကင်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTV, NWD တို့မှတစင်ပြောင်းကြကြညင်းဆက်နဲ့သတင်းများထုတ်လွှင့်လို့ဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူများပုံဖြတ်ထားတဲ့အချက်အလက်များဖြန့်ချီခြင်းဖြင့်ဖြစ်စေဖုံးကွယ်ဖို့ကြိုးစားလျက်ရှိကြောင်းသိရပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရဲ့တန်ဖိုးနဲ့အစိုးရတိုက်ခိုက်မှုတွေအတွင်ပြည်သူလူထုရဲ့အသက်အိုရင်စီစဉ်ထိခိုက် ဆုံးရှုံးမှုနည်းနိုင်သမျှနည်းဖို့အတွက်နီလန်းပေါင်းစုံအသုံးပြုပြီးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း NUG ကကြေညာပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်နီကိုမြန်မာစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းလီတက်က S60 လင်းရဲနက်စီအရေးပေါ်ဆင်းလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်နီစစ်တပ်ရဲ့ K8 တိုက်လေယာဉ်ပြန်တန်းလာတဲ့အတွက်ထိုင်းလီတက်က F60 လင်းရဲနက်စီအရေးပေါ်ဆင်းလွတ်ထားတယ်လို့ထိုင်းတော်ဝင်လီတက်ကသတင်းထုတ်ပြန်ပါတယ်။မေလ16ရက်နေ့နေ့လယ်12:42မိနစ်အချိန်ထိုင်းနိုင်ငံကန်ချန်နပူရီ ည်းစပ်အနီကိုမြန်မာဘက်မှ KA တိုက်လေယာဉ်တစီးချင်းကပ်လာတဲ့အတွက်အရေးပေါ်အမိန့်နဲ့ထိုင်းမြန်မာနည်းစပ်ကို F-16 တိုက်လေယာဉ်နဲ့စီးလွတ်လိုက်ကြောင်းထိုင်းတော်ဝင်လေတပ်ကဆိုပါတယ်။ မေလာချောင်းရက်နေ့ကလည်းမြန်မာစစ်ကောင်စီရဲ့ KA တိုင်းလင်ကထိုင်းလီပိုင်နဲ့အတွင်ကိုနီးကပ်စွာပြန်တန်းလာတဲ့အတွက်ထိုင်းလီတပ်ကထိုင်းမြန်မာနယ်စပ်ကန်ချန်နဘူရီကို F16 တိုက်လေယာဉ်နဲ့စီကိုဆင်လွတ်လိုက်ပြီးအိန္ဒိယနိုင်ငံများဘက်မှထူးကြော်မလာစေဖို့တတိပီးခဲ့ရပါတယ်။ KNU ကမလာအပီလာနဲ့အခုမေလာအတွင်ထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့မေလာပုလူတူခလဲ့တီတခေါ်ပီခွီမောဖားသူစကန်တာလေစကန်များကိုဇက်တိုင်းတိုက်ခိုက်သိမ်းယူလိုက်ပါပြီ။နောက်ထပ်တစ်ပုတ်အနည်းငယ်ဖိအားတွေတံပြန်နိုင်ဖို့တော်လိုင်းအင်အားစုတစ်ခုလုံးစီးလုံးပြတ်သားဖို့လိုပြီးဆိုတဲ့ ောင်းတင်ဆက်ပေးပါမယ်။နေဆက်တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုပူးပေါင်းဆောင်ရွက်ဖို့တည်ယုံဆိုရကနီးစပ်ရာလက်နက်ကန်ဖွဲ့တွေကိုဖိအားပေးနေတယ်လို့စစ်ကောင်စီကလည်းဆွတ်လွတ်နေမြေတွေထိန်းချုပ်နိုင်ဖို့တိုက်ခိုက်မှုတွေလှုပ်လာနေပါတယ်။တည်ယုံဆိုရရဲ့ဂျောင်းဝင်ညီနိုင်မှုကြောင့်ကိုကန်တန် MND ကလာရှုမျိုးကနေဆွတ်ခွာခဲ့ရပြီးရဲ့နောက်တောင်းတက် DNL ကလည်းစစ်ကောင်စီနဲ့ဆွေးနွေးမှုသဘောတူညီချက်မရရှိသေးတဲ့အတွက်စီးရရဖိအားပေးမှုတွေကိုဆက်လက်ရင်ဆိုင်နေရပါတယ်။လေးလာသူတွေကတော့ တရုတ်ရဲ့ဖိအားပေးမှုနဲ့ဒုစစ်ကောင်စီကလည်းအရှက်သားတွေအပေါ်တိုက်ခိုက်နေမှုကတော်လိုင်းဖွဲ့တွေကိုပြစ်ခတ်ရဲစိုင်းကနေနိုင်ငံရေးဆွေးနွေးပြီးရွေးကောက်ပွဲပြင်းပြောင်းရေးအတွက်ဦးတည်တာလို့သုံးသပ်ပါတယ်။မွန်ပြည်ကာကွယ်တပ် MSDF ပြောခွင့်ရဒေါက်တာတီရီမွန်ချန်ကဖိအားပေးအပြစ်ခတ်ရဲစိုင်းကလူမှုအတွက်အကျိုးမဖြစ်နိုင်ရင်တော်လိုင်းအင်အားစုတွေအားလုံးစီးလုံးပြတ်သားဖို့လိုမယ်လို့ပြောပါတယ်။တရုတ်နဲ့စာကားဆိုင်ရဲ့ဖိအားပေးအပြစ်ခတ်ရဲစိုင်းကစစ်မှန်တဲ့ပြစ်ခတ်ရဲစိုင်းတိုင်းရင်းသားတွေအပါဝင်တတိုင်းပြည်လုံးရှိမြန်မာပြည်သူပြည်သားတွေလူလားတောင်းတနေတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ် ကိုအမှန်တကယ်အကျိုးဖြစ်စေမှာမဟုတ်ဘူးဆိုရင် EAO တွေအပါအဝင်တော်လိုင်းအင်အားစုတွေအားလုံးကျင့်လက်ခိုင်မာတဲ့မဟာမိတ်ဖြစ်ဖွဲ့စည်းပြီးတရုတ်ရဲ့ဖီအားကိုစီစီလုံးလုံးပြပြတ်သားသားပြန်လဲတုံ့ပြန်ဖို့လိုတယ်လို့ဆိုပါတယ်စစ်ကောင်စီကအခုရက်ပိုင်းတွင် DNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့အပါအဝင်ရှမ်းမြောင်ရှိနောင်ကျုံမိုင်းငွန်းနဲ့မန်တုံမြို့တွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်နေပါတယ် အာရခတက်တော်အေးကတရုတ်အစိုးရရဲ့ဖိအားပေးမှုတွေကိုမခံရပေမဲ့ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကရှသိတောင်နဲ့ကြောက်တော်မြို့နယ်တို့မှာစစ်ကောင်စီရဲ့လေကြောင်းကနေစီအရာဖိအားပေးမှုတွေကိုကြုံတွေ့နေရပါတယ်။ မေလ12ရက်ကနေ14ရက်ထိညီနာမဟာမင်းဖွဲ့ဝင် TNL နဲ့ AA ထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်အရက်သား15ဦးထပ်မံနေသုံးခဲ့ပြီးနေအိမ်80ကျော်ပျက်စီးခဲ့ရတယ်လို့နှစ်ဖက်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ AB နောက်ပိုင်းမှာစစ်ကောင်စီနဲ့ TNL ကိုစလဲလို့တွေ့ဆုံဆွေးနွေးမှုအတွင်းနှစ်ဖက်တောင်းဆိုချက်တွေပေါ်အပြန်အလှန်လိုက်ရောတာမရှိတဲ့အတွက်လာမယ့်ဩဂုတ်မှာထပ်လံဆွေးနွေးဖို့ရှိတာပါ။စီရီယံပူကြီးစင်ရောက TNL ရဲ့တောင်းဆိုချက်တွေကိုစစ်ကောင်စီဘက်ကလိုက်ရောလိုက်ရင်တင်ပိုင်နိုင်တဲ့နေမျိုးတွေပြန်ပေးဖို့စဉ်းစားမယ်အနေထားလို့တောင်းတပ်ပါတယ်။ ီးစစ်ကောင်စီဘက်ကတော့ TNL တောင်းဆိုချက်တွေကိုတခုမှလိုက်ရောတာမတွေ့ရသေးဘူးစစ်ကောင်စီဘက်ကလိုက်ရောဖြေလျှော့မယ်ဆိုရင်လည်းမင်းကြီးကကျွန်တော်ပြောခဲ့တယ်လို့ပဲ TNL ဘက်ကပြန်ပြီးတော့စစ်ကောင်စီတောင်းဆိုမှုတွေကိုတမျိုးတစ်ပုံစဉ်းစားမယ်အနေထားလို့ပဲမြင်ပါတယ်လို့ဆိုပါတယ် DNL ရဲ့ဖိအားတွေကိုမဟာမိတ်တွေအနေနဲ့ဘယ်လိုမျိုးကုညီဖြည့်ရှင်းနိုင်မလဲဆိုတာအချင်းချင်းပွင့်လင်းနှွေးထွေးစွာညှိနှိုင်းဆွေးနွေးရမယ့်အနေအထားမျိုးလို့သူကထောက်ပြပါရတယ်။စစ်ကောင်စီဘက်က DNL ရဲ့ထိန်ချုပ်နယ်မြေတွေဖြစ်တဲ့နောင်ချိုကြောင်မဲဒီဘောမိုးကုံနယ်မုံမိတ်စားတဲ့မြို့တွေကနေတပ်ဖွဲ့အလုံးပလောင်ကိုပိုင်းအုပ်ချုပ်ခွင့်ဒေသတွေမှာ ပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့တာပါ။ DNL ကတော့နှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာရပ်တန့်ပြီးပြစ်ခတ်ရစဲဖို့စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေပါဝင်စီးရဲလှုပ်ရှားမှုတွေအလုံးရပ်တန့်ဖို့နဲ့နှစ်ဖက်ထိန်ချုပ်နယ်မြေတွေမှာဒေသခံတွေရဲ့လိုအပ်ချက် တွေတည်ယူပို့ဆောင်ဖို့အတွက်ဖြတ်တန်းသွားလာခွင့်ပြုဖို့ဖြစ်ပါတယ်တရုတ်အစိုးရအနေနဲ့ကုမင်းဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲတွေရပ်တန့်ဖို့အတွက်ဆွေးနွေးပွဲတွေလှုပ်ဆောင်သွားမယ်လို့အတည်ပြုထားတာပါအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့တနိုင်ငံလုံးကနှိစက်ရညှိနှိုင်းမှုတွေနဲ့အကြက်ကင်လို့ရတဲ့အင်အားစုတွေကိုနီလန်းပေါင်းစုံသုံးပြီးအတင်း PRP ဆွေးနွေးစီပြီးအပြစ်ခတ်ရစိမ်းစီမှုနီလန်းကိုအသုံးပြုတာဟာရေရှည်အတွက်အကျိုးမရှိဘူးလို့ဆိုပါတယ်အန်ယူဂျီနီနဲ့ PRP ပြစ်ခတ်ရစိမ်းရေးကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ဝန်ကြီးချုပ်ယုံပြောကွင်းရဦးနီပုံးလက်ကမေလ23ရက်ကထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောကြားသွားတာပါမြမအရှင်လီလာတုံတက်သူဒေါက်တာလာကျော်စောကတရုတ်ရဲ့မဟာဗျူဟာအရာပြဿနာတွေကိုအေးဆေးစွာဖြေရှင်းဖို့နှစ်ဖက်စလုံးကိုဖိအားပေးနေတာဖြစ်တဲ့အတွက်ကိုဘက်ကလှုပ်ရှားရှိတာဆက်လုပ်ရုံပဲလို့တုံတက်ပါတယ် အန်ယူဂျီအနေနဲ့လည်းဒီစစ်ကောင်စီကိုတိုက်ပွဲလုပ်နေတဲ့ဟာတွေကိုနီလန်းပေါင်းစုံနဲ့လှုပ်တာကိုစက်ကြိုးစားဖို့ပဲရှိနေ။ကျမတို့တော်လိုင်းသမားတွေဘက်ကလည်းတော်လန်နေကြတဲ့ PDF တို့ဖားလို့အဲ့ဒီအုပ်စုတွေအလုံးကိုကိုတက်နိုင်တဲ့အကူအညီပေးရုံပဲရှိနေ။တရုတ်ကဖိအားတော့ပြီးမှပဲဖိအားပေးရဆိုတာကဒီလိုတရုတ်ကသူ့ရဲ့မဟာဗျူဟာကိုကတက်နိုင်တဲ့များပြဿနာတွေကိုငြင်းငြင်းချမ်းချမ်းအေးအေးဆေးဆေးဖြေရှင်းဖို့သူကဖိအားပေးနေတာ။စစ်ကောင်စီကိုလည်းသူဖိအားပေးတာပဲ။ကျန်တဲ့တော်လိုင်းတပ်ဖွဲ့တွေကိုလည်းဖိအားပေးနေတာပဲ။အဲ့ဒီတော့ဘယ်တော့စပွဲပေါ်မှာတွေ့ဆုံဆွေးနွေးဖို့အတွက်ရောက်မယ်ဆိုတာတော့မသိဘူး။ကို လုတ်စရာရှိတာဆက်လုတ်ဖို့လိုပဲဆိုပါရင်ပြီးခဲ့တဲ့ရုရှားခီးစင်မှာစစ်ကောင်းဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်းကိုမော်စကိုမြို့မှာလက်ခံတွေ့ဆုံခဲ့တဲ့တရုတ်သမ္မတရှီကျင်းပြင်ကမြန်မာညီကြိုင်လုပ်ငန်းတွေကိုဆက်လက်ကူညီပေးသွားမယ်လို့ပြောကြားထားပါရင်လိလာသူတွေကတော့2029စစ်စင်ရင်အလွန်တရုတ်ဆုံရဟာနေဆက်ဒေသတည်ငြိမ်ဖို့အတွက်အပြင်ရဖို့ကိုကန်နဲ့တောင်းဖက်ကိုဖိအားပေးပြီးဂျာဝင်ညီနိုင်မှုတွေလှုပ်လာတာကမဟာပြူဟာကြတဲ့စီမံကိန်းတွေကြောင့်လို့ဆိုပါရင် ISB မြန်မာရင်အချက်လက်တွေရရှမ်းမြောက်ပိုင်းဆက်ဆက်နေတဲ့မြန်မာနိုင်ငံအလဲပိုင်းထေတာတွေမှာတင်ရုပ်ရှင်နီမြ ုံနှံမှု၁၉ခုရှိတဲ့တဲက၁၀ခုကိုတော်လိုင်း EAO နဲ့ PDF တွေကအပြည့်အဝထိန်းချုပ်ထားတာပေါ့ဒီအချိန်မှာဆက်အာနာရှင်စနစ်တော်လိုင်းလာရဟာ EAO တွေပါဝင်တော်လိုင်းရာစုရဲ့နိုင်ငံရေးစင်ရေးတန်တမန်ကြီးရာအကောင့်ထည့်ဖော်မှုပုံမှန်မှုတည်ရလို့ဒေါက်တာတီရီမွန်ချန်ကမှတ်ချက်ပြုကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်